ရန်ဝေဒနာပြင်းထန်ပြီးခံစားရရတဲ့အချိန်ကျရင်ငင်းငင်းချမ်းချမ်းအသက်ထွက်နိုင်မှုတွေပါမလားဆရာအဲ့ဒါကြရင်ဘယ်လိုများရှိပါတချို့ကြတော့ဘုရောဂါတော်တော်ပြင်းတာရှိနေဆရာအဲ့ဒါမျိုးဆိုရင်ကင်းစားချက်တွေမချမ်းသာတဲ့ကင်းစားချက်တွေအမှန်တန်ပြင်းထန်တဲ့အခါမှာတရားအားထုတ်တဲ့ကိစ္စမှာတခုတည်ထိုင်ရမယ် ကျွန်တော်တို့ရဲ့စိတ်ကတခါအာယုံတခုတည်းကိုပဲထားနိုင်ပါတယ်ဆိုတဲ့ဟာတဘောပေါ့ရမယ်အဲ့တော့ကျွန်တော်တို့မှာစိတ်ရဲ့အာယုံကိုယူချင်နိုင်တဲ့စွမ်းရည်ရှိပါတယ်ဆိုတဲ့ဟာကိုကိုလည်းယုံကြည်ရမယ်နော်ဒါဆိုစိတ်မှာအမြဲတမ်းအာယုံတခုတည်းပဲရှိပါတယ်ကနဒိုင်းကနဒိုင်း အာယုံတစ်ခုတည်းပဲရှိပါတယ်ဒါဆိုစိတ်မှာအာယုံနှမျိုးကိုတပြိုင်နဲ့ထားလို့မရပါဘူးပြီးတော့ကျွန်တော်တို့ကစိတ်မှာဘယ်လိုမျိုးအာယုံရှိမလဲဆိုတဲ့ဟာဆုံးဖြတ်နိုင်တဲ့စွမ်းရည်ရှိပါတယ်ဆိုတဲ့ဟာသဘောပေါက်ရမယ်ဒီချုပ်ကထင်းနေအောင်ငါကဒီခင်းစားချက်ကအမှန်တမ်းမချမ်းသာပါဘူးနားလိုက်တာပဲနားလိုက်တာပဲဆိုပြီးတော့ငါဘာပဲလုပ်လို့ ဒီနာကျင်ချင်းအဲ့ဒီမှာဆက်လက်ပြီးရှိမယ်ဆိုတော့စိုးရိမ်မှုကိုထားကြပါတယ်အဲ့ဒီစိုးရိမ်မှုကိုဖယ်ရမယ်ကျွန်တော်တို့ကစိတ်ထဲမှာအမြဲတမ်းအာယုံတင်းမြူတဲ့ပဲရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကစိတ်မှာဒီနာကျင်ချင်းဆိုတဲ့အာယုံကိုမထားဘဲနဲ့ တခြားအာယုံကိုထားလိုက်မှဆိုလို့ရှိရင်အဲ့ဒီနာကျင်ခြင်းပြောင်းသွားတယ်နောက်တစ်ချက်ကကျွန်တော်တို့ကအဲ့လိုဆိုစိတ်ထဲမှာဘယ်လိုမျိုးအာယုံထားတဲ့လဲဘယ်လိုမျိုးအာယုံထားမလဲဆိုတဲ့ဟာကျွန်တော်တို့မှာဆုံးဖြတ်ခွင့်ရှိပါတယ်အဲ့ဒီစွမ်းနိုင်ရှိပါတယ် ရပါမယ်ဒီစွမ်းနိုင်မရှိဘူးလို့တော်တော်များများကယုံကြည်လိုက်ပြီးတော့ဒီနာကျင်ချင်းဘာပဲဆိုပြီးတော့နားလိုက်တာပဲဆိုပြီးတော့အဲ့ဒီမှာပဲနေကြပါတယ်အဲ့လိုဆိုဘယ်လိုမလဲဆိုတော့ကျွန်တော်တို့ကနာကျင်ချင်းမှလွယ်ပြီးတခြားအယုံကိုဆုံးဖြတ်ရမယ် Bé a yong gu song cha mun le. Eri ha ku ka yui bi song cha ya de. A ka on zong suen do zen. Yau ya se nai de a yong gu song cha yin a ka on zong bo. So pa so wen li tue li. Da ma ho mi da. Da ma ho ep shu ga tai. Da ma ho မြေကတိုင်းဒါမှမဟုတ်ခနာကိုရဲ့ယုံရှားဖွဲ့တာပေါ့စာသာဖြင့်ပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအာယုံကိုစိုက်လိုက်ပြီးတော့အဲ့ဒီအာယုံနဲ့ပဲနေနိုင်မယ်ဆိုရင်အဲ့ဒီနိုင်ရှင်ချီတော်ဘူးအဲ့ဒါကိုတော့ပထမဇန်မှာရောက်ရနိုင်ပါတယ် ဒါဆိုဒုတိယတတိယစရုပ်ထဇန်တို့ပါတော့မလို့အပေါ့ပထမဇန်ရမယ်ဆိုရင်အစင်ပြေသွားပြီနာချင်းချင်းပြောက်သွားပြီအဲ့လိုတခါတဲ့နားလိုက်ပြီးတော့အာကိစ္စမရှိဘူးတခါတဲ့ဇန်ဝန်စားလိုက်ပြီးတော့အစင်ပြေသွားမှာခါတဲ့ထိုင်လိုက်ပြီးတော့ဇန်ဝန်စားမယ်ဆိုတာ တခါမှအာမထုတ်ဖူးဘူးဆိုရင်လုံးလို့ရမလားမရဘူးပေါ့အဲ့ဒါကြောင့်အပါတကောစ조사အထုတ်ပြီးတော့အခုတအားမနာပဲမနာတဲ့အချိန်မှာကျင့်ကြာအထုတ်ရတယ်ပေါ့အဲ့လို့ဆိုအမတန်တအားနာလိုက်တဲ့အခါမှာတရားအထုတ်နေရင်ねဇန်ဝန်စားလိုက်ပြီးတော့နေလို့ရပါတယ် ကျွန်တော်ကတော့စာပေအတိုင်းပြောရမယ်ဆိုရင်ယဟန်တွေမှာမြေဆွာဖျားရဲ့တပီယဟန်တွေမှာ နိုင်ချင်းချင်းဖြစ်သွားမယ်ဆိုရင်နမကောင်းတာဖြစ်သွားမယ်ဆိုရင်မြေဆွာဖျားကစီတောက်တာပြန်ပြူတော်မူပါလေအဆိုယဟန်တွေကစီတောက်နိုင်မယ်ဆိုရင် လူတွေကဘာလို့မတောက်နိုင်ဘူးလဲပေါ့တောက်နိုင်မှာပေါ့ အစတအားနာရဲဆိုလို့ရှိရင်စီတောက်ရမယ်ပေါ့နော်ဒီခါတလီတော့စီတွေကအထောက်အကူမဖြစ်သွားဘူးအဲ့ဒါလေးလည်းရှိပါတယ်နော်အဲ့ဒါကတော့ပြဿနာဖြစ်နေတယ်အဲ့လိုဆိုရင်စီကအထောက်အကူမဖြစ်သွားဘူးဆိုလို့ရှိရင်တခြားဟာလည်းလုံးလုံးမရဘူးဆိုလို့ရှိရင်အစတရားထွက်ရမှာပေါ့ဘယ်လိုပဲဖြစ်ဖြစ်တရားထွက်ရမယ်အကောင်ဆုံးပါ နေတိုင်းနေတိုင်းတရားအားထုတ်မယ်ဆိုရင်အကောင်းဆုံးပေါ့နေတိုင်းနေတိုင်းအားထုတ်တဲ့အခါမှာအခက်အခဲနာကျင်ခြင်းများမရှိတဲ့အခါမှာအားထုတ်လိုက်ပြီးတော့အကျင့်ရသွားပြီးရင်အခက်အခဲတွေဖြစ်သွားတဲ့အခါမှာပိုပြီးအဆင်ပြေမှာပါအဆင်ပြေမယ်ဆိုတာမပြောဘူးနော်ပိုပြီးအဆင်ပြေမှာပါလို့ပြောတာနော်အဲ့တော့ ကျွန်တော်တို့ကအဲ့လိုဆိုရင်တရားအထုတ်တဲ့နီလန်တွေအမျိုးဆုံးရှိတဲ့ဆိုရင်အမျိုးဆုံးဟာလည်းစမ်းကြည့်လို့ရတယ်ပေါ့နော်ဒါဆိုပါဆုံး really truly မြတ်တာကမ္မထံတို့ပါတို့နဲ့အစမပြေဘူးဆိုရင်ဒီဆမရှိပါဘူးအဆောအဖြူကတိုင်းနဲ့အထုံးမှာပေါ့ဘာကြောင့်လဲအဖြူကတိုင်းအထုံးနိုင်ပါပြီနီလန်ကိုတည်ပြီးသားနီလန်ကိုမတည်ဘူးဆိုလို့ရှိရင်အထုံးနိုင်မလား မရဘူးလေဘယ်လိုလုပ်မလဲဆိုတာမသိရင်မလုံးနိုင်ဘူးပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကနီလန်းတွေအမျိုးဆုံးတည်လိုက်ပြီးတော့အခက်အခဲများဖြစ်တဲ့အခါမှာအထက်ကနီလန်းကိုအသုံးပြုပြီးမအောင်ဘူးဆိုရင်တခြားနီလန်းကိုစမ်းကြည့်မယ်ပေါ့အစောဘဲဟာအထက်ကဖြစ်လဲဆိုတာသိရမယ်နော်မြန်မာနိုင်ငံမှာရိုးရာပုံပြင်လေးတစ်ခုရှိပါတယ် ရိုးရာပုံပြင်လေးတစ်ခုရှိပါတယ်အဲ့ဒါတရီဆန်နှကောင်းကအန်တီရဲ့ရှိတဲ့အခါမှာပြေးနေကြတယ်လို့ကြားရပါတယ်ပြန်မဲသွားပြီပေါ့နော်ဒါမှပရိသတ်ကတော့ဒီလိုင်းမယ်အဲ့တော့အဲ့ဒီတရီဆန်နှကောင်းနှကောင်းမှာတကောင်းကသူကနီလာအမျိုးဆုံးရှိပါတယ်နော်သူကဘယ်လိုအမ်မြေခွေ fox ဖြစ်လာမသိဘူးပေါ့အဲ့တော့သူကနီလာအမျိုးဆုံးရှိပါတယ်တဲ့ပြီးတော့နောက်ထပ် အာတကောင်ရှိပါလေသူကခွေးလားပါလားမသိဘူးအဲ့တော့အဲ့ဒီမြေခွေးကသူကအောင်ငါနီလန်အမျိုးဆုံးရှိပါတယ်နီလန်အမျိုးဆုံးသိပါတယ်အစပါတယ်လို့မလဲဒီနီလန်ကိုသုံးမလားဟိုနီလန်ကိုသုံးမလားဒီလိုဖြစ်ရှင်းမလားဟိုဖြစ်ရှင်းမလားဆိုပြီးတော့စဉ်းစားနေရင်နဲ့သူကအဖန့်ခင်နီလန်တွေအများကြီးသိလိုက်တော့လေ ဘယ်ဟာတော့မလဲမသိလိုက်ပဲနဲ့တခါတည်းအကောင်ရှင်းသွားတယ်ပေါ့သူနဲ့အတူပြင်းနေတဲ့တခြားတရိဆန်ကသူကတော့နီလန်တခုတည်းပဲသိပါတယ်အဲ့ဆိုအဲ့ဒီနီလန်တခုတည်းနဲ့ပဲသူကလှုပ်လိုက်ပြီးတော့အောင်မြင်သွားတယ်ပေါ့ဟုတ် အဲ့တော့အဲ့ဒါအကြောင်းတချို့ကထင်လိမ့်မယ်ဒါပေမဲ့နီလန်းတွေအများကြီးရှိတယ်ဆိုလို့ရှင်ဘယ်ဟာတောင်းရင်ကောင်းမလဲဆိုတာမသိလိုက်တော့ဘာမှမသုံးဖြစ်တော့ဘူးလားဆိုတာချို့ကထင်တယ်ဒါပေမဲ့နီလန်းအများကြီးရှိတယ်ဆိုလို့ရှင်နောက်ထပ်တစ်ခု ရှိရမယ်ဘယ်ဟာလဲဆိုတော့ဘယ်နီလန်းကပုပ်ပြီးရေးကြည့်လဲဘယ်ဟာကပထမအထိကသုံးမလဲဆိုတဲ့ဟာအစင်းရှိရမယ်နော်ဘလို့အစင်းသင်ဖြစ်ရမယ်ပေါ့ အဲ့တော့အစီအစဉ်တတိချာချာရှိပြီးသားဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတာသိပြီးသားဆိုလို့ရှိရင်လို့ဆိုရင် plan A plan B plan C D E F စသဖြင့်ကိုမှရှိလိုက်ပြီးတော့တခုမှအောင်ဘူးဆိုရင်တခြားဟာအောင်မြင်နိုင်မယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘဝမှာအဲ့လိုဆိုဒီနီလန်းတွေအမျိုးစုံလေ့လာပြီးတော့ဘယ်အခြေအနေမှာဘယ်နီလန်းကိုပထမတော့မလဲဆိုတာလဲရှင်းရှင်းလင်းလင်းသိရမယ် ဆိုပါဆိုကျွန်တော်မှဆိုရင်ကျွန်တော်ကအန်တီရဖြစ်သွားမယ်ဆိုရင် နီလန်တခုတည်းပဲရှိပါတယ်မေတ္တာမေတ္တာနော်အဲ့တော့မေတ္တာကမ္မထာမှာတခုခုအခက်အခဲဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဗုဒ္ဓအနုတတိအာဆင်ခြင်ပါတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆင်ခြင်ပါတယ်အဲ့တော့ဒါက plan B plan A မဟုတ်ဘူး plan A ကမေတ္တာ plan B ကဆုံးမြတာမြတာက plan A ဘုရားနောတတိက plan B နော်အဲ့ဒါလည်းမအောင်ဘူးဆိုလို့ရှိရင်ကျွန်တော်ကတတိကပါတယ်စိတ်မှပါတယ်ဖြစ်နေလဲဆိုပြီးတော့တတိကပါတယ်အဲ့ဒါက plan C နော်အဲ့လို့ဆိုကျွန်တော်ကကျူပီအစင်းသင်ဖြစ်ရမယ်နော်ကျူပီအစင်းသင်ဖြစ်ရမယ်ကိုဘောမှာအမျိုးဆုံးအခက်အခဲတွေဖြစ်တဲ့အခါမှာ စမ်းကြည့်လိုက်ပြီးတော့အော်ငါကပထမဘက်ဟာလှုပ်ချင်တယ်ပေါ့ဒုတိယဆိုရင်ပထမမအောင်ဘူးဆိုရင်ဒုတိယဘက်ဟာလှုပ်ချင်တယ်ပေါ့အဲ့ဒါအောင်မအောင်ဘူးဆိုရင်တတိယဘက်ဟာလှုပ်ချင်တယ်ဆိုတာကိုယ်မှရှင်းလင်းရမယ်ပေါ့အဲ့လိုရှင်းလင်းလိုက်ပြီးတော့အခက်အခဲဖြစ်တဲ့အခါမှာဒါလီဒီစဉ်းစားစရာမလိုဘူးတခါတည်းအစီအစဉ်အတိုင်းလှုပ်တင်တယ်ဟုတ်ကဲ့ရှင် That's all နာကျင်တဲ့အခါမှာအခက်အခဲကြီးဖြစ်တဲ့အခါမှာကြောက်တဲ့အခါမှာသစ်ဆုံးသွားတဲ့အခါမှာ အတိအကျပါလုံးမလဲဆိုတာပရိသတ်ကရှင်းရှင်းလင်းလင်းဆုံးဖြတ်တဲ့ပါတယ်ကိုအတွက်အဲ့လိုကိုအတွက်ရှင်းရှင်းလင်းလင်းဆုံးဖြတ်ပြီးတော့နေတိုင်းနေတိုင်းကျင့်ကြံအားထုတ်တဲ့ ਨੇ ပြီးရင်အခက်အခဲဖြစ်တဲ့အခါမှာပိုးလွယ်ကူစွာကြော်လုံးနိုင်မှာပါ 先模了一些，其实有点难。